လောင်ကစားတန်ရရနဲ့ဘဟာရူးတင်ကြီးကိုကိုကြီးကျော်စုံနဲ့ကျော်အေးတို့၅ဦးကိုရသက်ပံပွဲပယ်ခဲ့ပါတယ်65ကျွန်းဆယ်ပြန်ပွဲရဲ့ဘလူဝဲမှာတော့ထိုင်းနဲ့တေးကြပြီးရွှေစိစုကိုရရှိခဲ့ပြီးမြဲဘာရူးတယောက်တော့ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူးကျွန်တော်ဘွားမှာတော့ဒါစပော့စကားနဲ့ပြောရရင်တော့ second one minute ဝင်တာပဲလို့ပြောကြခဲ့ပါတယ်တကြောပြန်ရဲ့ပထမဆုံးအောင်မြင်မှုကတော့1966ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ပြင်စမအကြိမ်မြောက်အာရှအကစားပြိုင်ပွဲမှာမြန်မာလေယာဉ်စင်ဘလုံးအသင်းဟာဘူလူပွဲမှာအီရန်ကို တကူကူမရှိနဲ့အနိုင်ရရှိပြီးမြန်မာလေယာဉ်စင်ဘလုံးအသင်းဟာရွှေစိမ်းစုရရှိခဲ့ပါတယ်။အဲဒီတော့ဘလုံးဖွဲ့ချုပ် AFC ကကြီးမှုကျင်းပတဲ့အာရှဖလားဘလုံးပြိုင်ပွဲကိုမြန်မာလေယာဉ်စင်ဘလုံးအသင်းဟာ1969ခုနှစ်ခြေစစ်ပွဲကနေစတင်ရှင်းပြန်ခဲ့ပြီးနောက်ဆုံးဘူလူပွဲအထိကိုရောက်ရှိခဲ့တယ်။1969 မြန်မာနိုင်ငံမှာကျင်းပတဲ့ကျွမ်းဆွယ်ပြိုင်ပွဲမှာလည်းအသင်းကောင်းဆောင်အနေနဲ့ရှီလစိတ်စုကိုရရှိခဲ့ပါတယ်။တကောက90ဘန်ကောက်မှာကျင်းပတဲ့အာရှအင်္ဂလန်ပြိုင်ပွဲမှာလည်းမဟာဒူးဟာမြန်မာအသင်းနဲ့အတူရှီလစိတ်စုကိုစုကူးနိုင်ခဲ့ပါတယ်။၄နှစ်ဆက်တိုက်ကို အာရှအော်စတာအသင်းမှာရွေးချယ်ခံရပြီးတော့ Sheffield Wednesday, Fulham, Leicester ဒီမိုနီကိုတိုင်းကလည်းသူဟာ ဘာရုထက်တော်လို့ကွင်းလည်နေအောင်ရတာမဟုတ်ပဲဘာရုကတော့နေရာဆောင်ကစားနိုင်တဲ့ထူးချွန်တဲ့ပါရမီရှင်ကစားသမားဖြစ်တာကြောင့်မလို့ပါလို့ပြောကြခဲ့ပါတယ်ဘာရုဟာမြမအသင်းမှာနောက်ခံအဆုံလို့လိုအပ်နေချိန်မှာလေမင်္ဂလာပါဗျာတန်ဩရန်ချန်နယ်မှာကြိုဆိုပါရစေခင်ဗျာဘောလုံးမကန်ကျင်တဲ့လူတယောက်ဟာမြန်မာနိုင်ငံရဲ့ဘောလုံးတမိုင်းတစ်ချောင်းမှာအကောင်းဆုံးကစားသမားကုတ်တယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ဘဝနှိကုံအဆုံးသတ်ဟာဆိုရင်ဖြင့်ဇလင်ကွင်းရဲ့ကွင်းဆောင်တူအနေနဲ့ချွတ်တဲ့ညိုးငယ်စွာနဲ့ဘဝကိုအဆုံးသတ်ခဲ့ရပါတယ်။အဲ့ဒီလူကတော့အားလုံးသိကြတဲ့အတိုင်းပဲဘာဟာဒူပဲဖြစ်ပါတယ်။ဘာဟာဒူရဲ့ဘဝအဆုံးသတ်ဟာဘာကြောင့်မလတ်ပါခဲ့ရတာလဲ။သူ့ဘာတွေလုပ်ခဲ့လို့လဲ။ဘလို့အကြောင်းတရားတွေကြောင့်အာရှလက်ရေးစင်းနဲ့နိုင်ငံကုံဆောင်ဘောလုံးသမားတယောက်ရဲ့ဘဝဟာအချိုးအကွေ့ အလဲအပြောင်းအနေအမြင့်တွေကြမ်းကြရတယ်ဆိုတာကတော့စိတ်ဝင်စားဖို့အရင်ကောင်းပါလေ။နေရာကတော့ရှမ်းရုံမဘော်ကကျိုင်းတုံမျိုးရဲ့စစ်တပ်တရင်တစ်ခုထဲမှာပါ။တရေးဘူးကြီးနဲ့၁၄နှစ်အရွယ်ကောရခန်းလူမျိုးကောင်းလေးတယောက်တို့စကားပြောနေကြပါလေ။တရေးဘူးကြီးကကောင်းလေးကိုကြည့်ပြီးမင်းကဘာလို့စစ်ထဲဝင်ကြရတာလဲလို့မေးတော့ကောင်းလေးကစစ်တိုက်ချင်လို့ဆိုပြီးတူ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 ပဲဖြေလိုက်ပါလေ။ အတွေ့အကြုံရင်နေတဲ့တရေးဖို့ရေးဖို့တော့အိမ်ပြင်းလေးတွေဖြေနေကြညီစားနဲ့အစမပြေလို့အိမ်ပေါ်ကဆင်းလာတာတို့ကြားနေကြအဖေမျိုးတွေမကြားရပဲစစ်တိုက်ချင်းတို့စစ်ထဲဝင်လာတာဆိုတော့ခေါ်တခါလူမျိုးလူငယ်လေးကိုကြည်ပြီးသဘောကျသွားပါတယ်စစ်တိုက်တယ်ဆိုတာပန်းနဲ့ပေါက်တာမဟုတ်ဘူးကြည်စံတွေကတည်တတ်တယ်ဆိုတာမင်းသိရလားကျွန်တော်သိပါတယ်ကျွန်တော်ဘိုးကလည်းစစ်သားအဖေကလည်းစစ်သားအကိုကလည်းစစ်သား ်အဖေကလည်းကျွန်တော်ကိုစစ်သားဖြစ်စေခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းစစ်သားပဲဖြစ်ချင်ပါတယ်တိဘူကြီးလည်းစိတ်အားထက်သန်နေတဲ့ကောင်လေးကိုသဘောကျစွာကြည်ပြီးမင်းနာမည်ကဘာလို့လဲစစ်ဘာရုတပါအဖေနာမည် MS တပါအမေနာမည် S ဒါရာမွေးတက်ခရီးနဲ့ဇာတိက1935ခုနှစ်မေလ15ရက်ဇာတိကတော့ပျော်ွယ်ပါ ီလိုနဲ့ပဲစွတ်ဘာရူဟာစစ်တပ်ထဲကို1949ဝန်းကျင်မှာရောက်ရှိလာခဲ့ပါတယ်တတရောက်တော့ရဲဘော်တွေအပြော်ရန်ဘုံလုံးကံရမှာတငယ်ချင်းတွေစွတ်တင်ခေါ်တာကြောင့်မကန့်ကျင်မဲ့ဝန်းကံရကနေဘာရူဟာအကစ်ပြင်းပြီးတော့ဘုံလုံးကံကောင်းချောင်းကိုတရေးဘူကြီးတရှိသွားပါတယ်ဒီနေ့တော့တရေးဘူကြီးတရားကိုဘာရူရှိရာကိုရောက်လာပါတယ်တရေးဘူကြီးကဘာရူကို မင်းကိုဘောလုံးကန်ကောင်းတယ်ဆိုပြီးတက်တဲ့လူတွေကပြောနေလို့လာကြည့်တာမင်းကိုနေဟန်နာကြည့်ရတာတော့အားကစားသမားဆိုင်ပဲကွာအကစ်ပြင်းနေလဲပြောနေကြတော့ပြန်စမ်းမအောင်ကွာမင်းခြေသလုံးနေဘာလို့ခြေသလုံးနေကိုကြည့်ပြီးတက်ရေးဖို့ကြီးစိတ်ထဲမှာဘောလုံးသမားကောင်းတယောက်ရပြီဆိုပြီးတွေးနေပါတော့လေအဲ့ဒီနောက်မှာတော့တက်ရေးဖို့ကြီးကငါမင်းကိုတက်ရေးဘောလုံးနဲ့ရေးစင်အတင်းမှာထဲလိုက်ပြီကွာဘာလို့လဲပြန်ပြန်တလင်းလင်းနဲ့တက်ရေးဖို့ကြီးကို သူဘုံလုံးမကန်ခြင်းမဲ့စစ်ပဲတိုက်ခြင်းတဲ့အကြောင်းကိုပြောပြပြီးဘုံလုံးကံကိုညင်းဆူသွားတော့တယ်။တေးဘုံကြီးလည်းဘာရုကိုခက်ဆက်ဆက်လေးအော်ပြီးတော့မင်းဘုံလုံးကံရမယ်။ဒါအမေ့မယ်လို့ပြောပြီးထွက်သွားပါတော့တယ်။ဘာရုစိတ်ထဲမှာတော့သူဘုံလုံးကံကောင်းချောင်းကိုတက်ထဲမှာရှောက်ပြောတဲ့တငယ်ချင်းနှစ်ယောက်ကိုသာချိန်ဆနေမိပါတော့တယ်။ဘာရုတယောက်ဟာတေးဘုံကြီးရဲ့အထုအထောင်းနဲ့ပဲ့ပြင်မှုတွေအောက်မှာသူမကန်ခြင်းခဲ့တဲ့ဘုံလုံးကိုချစ်ခင်နဲ့တက်လာပါတော့တယ်။ မာရုပုံလုံးကန်ကောင်းတဲ့အကြောင်းကတော့တက်တွင်းမှာရောတက်ပြင်းမှာမှပြန့်နှံ့သွားပါတယ်။ရှမ်းစော်ဘွားမျိုးနယ်တွေကလည်းသူပုံလုံးကန်တော်ကိုသဘောကျပြီးသူနဲ့တွဲပြီးပုံလုံးကန်ကြပါတယ်။အဲ့ဒါနဲ့ပဲ1952ခုနှစ်မှာပြည်နယ်နဲ့တိုင်းဘုံလုံးပွဲတွေစတင်ကျင်းပတဲ့အချိန်မှာတော့ရှမ်းပြည်နယ်ရဲ့ကိုစားပြုလက်ရေးစင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။မူလူပွဲမှာတော့စကိုင်းတိုင်းအသင်းနဲ့ရှင်ပြိုင်ရပြီးအောင်စံကွင်းမှာတိုက်ရိုက်ထုတ်လွှင့်တဲ့ရေဒီယိုအသံလိုင်းမှာတော့မဟာရူပဟာရူ ဘာလူဆိုပြီးအတန်များတာလွင့်ပြန်နေပါတော့တယ်။ဒန်ဝင်းရင်ဘာလူရဲ့စွမ်းဆောင်ရည်တွေဟာချန်ပီယံဒိုင်းစုကြီးကိုရှမ်းပြည်နယ်ကိုတည်ဆောက်လာနိုင်ခဲ့ပြီးဘာလူရဲ့ခြေစမ်းခြေစောက်ကိုပြည်သက်တွေစတင်တည်ထားမိလာပါတော့တယ်။ပြည်နယ်နဲ့တိုင်းပြိုင်ပွဲမတိုင်မီမှာမင်းမျိုးမှာကျင်းပပြီးစီးခဲ့တဲ့တရင်ပေါင်းစုံဘောလုံးပြိုင်ပွဲမှာလည်းဘာလူကိုပထမဆုံးမှာရှင်ပြန်နေတဲ့အာမီအသွင်းတက်ခေါ်ယူဖို့အတွက်လူကြီးတွေကတဘောကြနေကြပါတယ်။ ပြင်းနေတဲ့အတိုင်းဘောလုံးပြိုင်ပွဲမှာခြေစမ်းပြနိုင်ခဲ့တာကြောင့်မလို့ပွဲပြီးမှာတော့အာမီလက်ရေးစင်အဖြစ်ရွေးချယ်ခံရပါတယ်။အာမီအသင်းမှာတော့လမောင်၊ဘာကျူး၊မောင်တောင်း၊အီလ၊ဂွမ်ရှိန်၊ဘာရွှေ၊ဒေးဗစ်တော်စန်တို့နဲ့အတူတွဲကစားရတာကြောင့်မလို့ဘာရူရဲ့ခြေစမ်းဟာပိုပြီးတောက်ပြောင်လာခဲ့ပါတယ်။မြန်မာပြည်မှာကျင်းပတဲ့မြန်မာ၊အိန္ဒိယ၊ပါကစ္စတန်၊တီဟိုလေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာတော့ ဘာရူဟာပထမဆုံးအချိန်ဘာမှလက်ရည်စင်ဖြစ်လာခဲ့ပါတယ်1954ဖိလစ်ပိုင်မှာကျင်းပတဲ့ဒုတိယအချိန်မြောက်အာရှအိုလံပစ်ပွဲမှာတော့ဘာမှသင်ဟာရှုံးပွဲမရှိဘဲတတိယဆုကိုရရှိခဲ့ပါတယ်အဲ့ဒါတော့မြမဘောလုံးလောကရဲ့ပထမဆုံးနိုင်ငံကပြိုင်ပွဲဆုတစိဖြစ်မှတ်တိုင်ဆိုင်ထူနိုင်ခဲ့ပါတယ်အဲ့ဒီအသင်းမှာလည်းဘာရူဟာဘာမလဲရည်စင်ဖြစ်ပါဝင်ခဲ့ပါလေအဲ့ဒီနှစ်1954မှာပဲ ရမဒန်အမှတ်ပြပြိုင်ဝဲမှာအာမီနဲ့ရဲတင်ရှင်ပြိုင်တဲ့အချိန်မှာတော့ရဲတင်နောက်ကလူထုံးဖိနဲ့ထိခိုက်မိပြီးဘာရုတယောက်ခြေကျိုးသွားခဲ့ရပြီးပေါ်လုံးတော့ကနဲ့ကင်းကွာခဲ့ရပါလေအဲ့ဒီအချိန်မှာပဲစစ်ရုံးမှာအရက်ဖက်စီပြအမှုထမ်းနေတဲ့ရွှေမြန်သူမခင်တန်းမြင့်နဲ့တန်ရောစင်အမြင့်တန်းခဲ့ကြပါလေဘာရုပေါ်အထင်ကြီးလေးစားတဲ့မခင်တန်းမြင့်နေနဲ့ခြေတော့ကျိုးသွားတဲ့သူ့အဖြစ်ကိုတနာတရာပူရနေပြီး ဘဝလက်တဲပေါ်ဖြစ်လာခဲ့ကြပါတယ်မာရုတယောက်တန်ရာကြောင်းဘောလုံးနဲ့ကင်းကွာနေချိန်မှာမြမဘောလုံးအတင်းဟာဒီနိုင်ငံဖိတ်ကော်ဖလားပြိုင်ပွဲမှာတော့အဆင့်နေရတဲ့အထိခြေစမ်းနေနှိမ့်ပါနေခဲ့ပါတယ်1955ခုနှစ်မှာတော့ဘာရုတယောက်ဘောလုံးပြန်ကန်လာနိုင်ခဲ့ပါတယ်အဲ့ဒီနေ့ကနောက်ဆုံးကျင်းပခဲ့တဲ့ဒီနိုင်ငံဖိတ်ကော်ပြိုင်ပွဲမှာလည်းဝင်ရောက်ရှင်ပြန်ခဲ့ပြီးအရင်ကခြေစမ်းထက်ပိုကောင်းတဲ့ခြေစမ်းတွေကိုပြသနိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာတော့တူတူတဲ့ လေးကိုသိမ်းယူနိုင်ခဲ့ပါတယ်။1959ကျွန်းဆွယ်ပြိုင်ပွဲမှာတော့နိုင်ဝဲမရပဲစရုပ်တန်းနေရာတာရရှိခဲ့ပါတယ်။1959ပြိုင်ပွဲမှာတော့အာမီတရင်လုံးနိုင်ပါနိုင်ခြင်းမရှိခဲ့တာကြောင့်မလို့ဘဟာရုလည်းကစားနိုင်ခြင်းမရှိခဲ့ပါဘူး။1961မြန်မာနိုင်ငံမှာကျင်းပတဲ့ဒုတိယကြိမ်ကျွန်းဆွယ်ပြိုင်ပွဲရဲ့ဘောလုံးဗိုလ်လူပွဲမှာတော့မလေးရှားအသင်းကိုနှစ်ဂိုးကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။အဲဒီခါမှာတော့အာနာပိုင်တွေက လောင်းကစားတန်ရရနဲ့ဘဟာရူတင်ကြီးကိုကိုကြီးကြော်စုံးနဲ့ကြော်အီးတို့၅ဦးကိုရာသက်ပံပွဲပယ်ခဲ့ပါလေ။နောက်မှအယူခံဝင်ကြတာမလို့ပွဲပယ်ပြည်တဲ့ငန်းကြီးကင်းလွတ်ခွင့်ပေးခဲ့ပါလေ။တောင်ဝမ်61နောက်ပိုင်းကာလတွေမှာတော့မြမဘောလုံးလောကရဲ့အကြီးမားဆုံးအပြောင်းလဲကြီးကိုပြုလုပ်ခဲ့ကြပါလေ။အဲ့ဒါတော့ဘာမလဲရေစင်းတွေကနှစ်ယောက်သာခြံထားပြီးကြံတဲ့ရင်လုံးကိုဖြုတ်ချခဲ့ပါလေ။ပြီးတော့ အာရှလူငယ်ချန်ပီယံဖြစ်ခဲ့တဲ့ဘာမာယူလူငယ်အသင်းနဲ့တွေ့တင်လောင်းခဲ့ပါတယ်။မြမဘောလုံးရှိခဲလို့တင်စားကြတဲ့အဲ့ဒီဘာမာလက်ရည်စင်အသင်းမှာဖြုတ်ချခံခဲ့ရတဲ့အသင်းကြီးကဘဟာဒူးနဲ့ကြော်တောင်းတို့နှစ်ယောက်ကိုဒါပြန်လဲရေးချေခံခဲ့ရပါတယ်။ရှိခဲဘောလုံးတင်းဟာစီလုံးညညွတ်တယ်၊ကြန့်ခိုင်တယ်၊စီကံကောင်းတယ်၊ဇန်နဘဲကြီးတယ်၊စတာတွေနဲ့နာမည်ကြီးသလိုဘောလုံးသမားတွေဟာလည်းအသေးကောင်းလာပါတယ်။ ရွှေခေတ်ဘောလုံးသမားတွေကဘလောက်တောင်ဇွမ်းတွေကြီးလဲဆိုရင်ပွဲတင်းမှာထိခိုက်ဒဏ်ရာရတာကြောင့်စာပိကတ်ပေါ်တင်ပြီးကွင်းပြင်ထွက်မှာကိုတည်မလောက်ကိုကြောက်ပါတယ်အဲ့လိုလူမျိုးကိုလည်းကြက်သေးဆိုပြီးမှ အသေးမခံဘူးဆိုပြီးဘောလုံးသမားတွေကြားမှာစနှောက်ကြပါတယ်1963ခုနှစ်မှာတော့ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမဲ့အရှိတောင်အာရှကျွန်းဆွယ်ပြိုင်ပွဲဟာမကျင်းပနိုင်ခဲ့ပါဘူး1965ကျွန်းဆွယ်ပြိုင်ပွဲရဲ့ဘလူးဝဲမှာတော့ ထိုင်းနဲ့တင်ကြပြီးရွှေတစိမ့်စုကိုရရှိခဲ့ပြီးမဲ့ဘာရုတယောက်တော့ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူးမာရုဘွားမှာဘောလုံးကိုစိတ်အနာဆုံးကာလတွေကတော့သူ့ကိုခြေချနေပြီးဆိုပြီးပယ်ခံထားတဲ့အချိန်ကာလတွေပဲဖြစ်ပါလေအဲ့ဒီအချိန်မှာဘာရုဟာမီတာ100နဲ့မီတာ100အပြေးကိုလေ့ကျင့်ခဲ့ပါလေသူ့အနေနဲ့မီတာ100ကို70စက္ကန့်နဲ့ပြေးနိုင်တာမလို့မြန်မာနိုင်ငံရဲ့အပြေးအမြန်ဆုံးလူတွေထဲမှာတူအပောင်ဝင်မဲဖြစ်ပါတယ် သူအနေနဲ့မီတာတရားကို7စက္ကန့်နဲ့ပြေးတာဟာတန်မှန် ပြေးတာဖြစ်ပြီး finishing မှာအားပူထည့်ရင်ဒီထက်ပိုပြီးမြန်မြန်ပြေးနိုင်တယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့သူ့ပေါင်ကအကျော်ထုံးနေတာကြောင့်မှန်တမ်းပဲပြေးတာဖြစ်ပါတယ်။တပေါင်းစုအပြေးပြိုင်ပွဲကိုဝင်ပြိုင်တာမှာတော့တပေါင်းစုတဦးနဲ့ champion ဆုကိုရရှိခဲ့ပါတယ်။အဲဒီမှာလူကြီးတွေကသူ့ကိုအပြေးအနေနဲ့ရွေးပါတယ်။ဒါပေမဲ့ဘာဟာတို့ကလက်မခံပဲ ရွေးချင်းရွေးရင်တော့ဘောလုံးအနေနဲ့ပဲရွေးပါကြိုက်ရင်လည်းသုံးမကြိုက်ရင်လည်းမသုံးပါနဲ့လို့ပြန်ပြောခဲ့ပါတယ်အဲ့ဒါနဲ့ဘာဟာဒူဟာတကြော့ပြန်ဘောလုံးပြန်ကန်ပြစ်ခဲ့ပါတယ်အဲ့ဒါကိုဘာဟာဒူပြောခဲ့တာကတော့ကျွန်တော်ပြောမှာတော့ဒါစပွန်စကားနဲ့ပြောရရင်တော့ second one minute winner ပဲလို့ပြောကြခဲ့ပါတယ်တကြော့ပြန်ရဲ့ပထမဆုံးအောင်မြင်မှုကတော့1966ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ပြင်စမအကြိမ်မြောက်အာရှအကစားပြိုင်ပွဲမှာမြန်မာလေယာဉ်ဘလုံးတင်းဟာဘူးလူပွဲမှာအီရန်ကို တကူကိုမရှိနဲ့အနိုင်ရရှိပြီးမြန်မာလေယာဉ်ဘလုံးတင်းဟာရွှေစိမ်းစုရရှိခဲ့ပါတယ်။အဲ့ဒီအတွင်းမှာလည်းဘဟာဒူပြန်လည်ပါဝင်လာခဲ့ပါတယ်။ဒါကောက60ခွန်အင်ဒိုနီးရှားမှာကျင်းပတဲ့ကျွန်းဆယ်ပြိုင်ပွဲမှာရွှေစိမ်းစုကိုထပ်မံစကူးခဲ့ပြီးမြန်မာဘလုံးလောကရဲ့ရွှေခေတ်အထွန်းတောင်ဆုံးအချိန်တွေပဲဖြစ်ခဲ့ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ် AFC ကကြီးမှုကျင်းပတဲ့အာရှဖလားဘောလုံးပြန်ပွဲကိုမြန်မာလေရင်စင်ဘောလုံးအသင်းဟာ1968ခုနှစ်ခြေစပွဲကနေစတင်ရှင်းပြန်ခဲ့ပြီးနောက်ဆုံးဘောလူပွဲအထိကို ရောက်ရှိခဲ့ပါတယ်1968ခုနှစ်မှာကျင်းပတဲ့နောက်ဆုံးဘောလူပွဲမှာတော့အင်းရှင်အီရန်ကိုရှုံးပြီးဒုတိယရခဲ့တဲ့အသင်းမှာဘာလူပါဝင်ခဲ့ပါတယ်အီရန်သွားပြီးကစားဖို့ပြင်ဆင်ခဲ့ရမှာတော့မြန်မာအသင်းဟာခုရတခြား ရှရာတလွဲဖြစ်ခဲ့ရပါတယ်။မြန်မာအသင်းတော်ဝန်ရှိသူတွေဟာတေကနံရတွေရှိတဲ့အီရန်မှာကံဖို့အတွက်အပူချိန်မြင့်တဲ့ဧပြီလမှာနေကင်းကြောင်တော်ကြီးလေ့ကျင့်ခန်းဆင်ခိုင်းပြီးတော့အပူရန်ခံနိုင်အောင်လေ့ကျင့်ခန်းခဲ့ကြပါတယ်။ဒါပေမဲ့ပြိုင်ပွဲကျင်းပတဲ့မေလမှာတော့အီရန်နိုင်ငံတီဟီရန်ရဲ့အပူချိန်ဟာအနည်းဆုံးအပူချိန်18ဒီဂရီစင်တီဂရိတ်ကနေအမြင့်ဆုံး30ဒီဂရီစင်တီဂရိတ်တာရှိတာကြောင့်မလို့တေကနံရတွေပေါ်တဲ့အရှိလေပိုင်းမှာဘောလုံးကံဖို့ ဧပြီလနွေခေါင်ခေါင်မှာလေ့ကျင့်ခဲ့တဲ့မြန်မာအသင်းကစားသမားတွေဟာဟိုတယ်မှာနေခင်းထီကိုစောင့်ကြုံပြီးကွေးနေကြရပါတယ်။အဲ့ဒီပွဲရှုံးနေခဲ့တာကြောင့်မလို့အာရှဖလား AFC ကက်ကိုရတဲ့ပထမဆုံးအရှိတောင်အာရှနိုင်ငံဖြစ်မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ပထမဆုံးဘိုလီဝဲတက်ရောက်နိုင်ခဲ့တဲ့အသင်းအနေနဲ့တော့ကြည်နှက်ခဲ့ရပါတယ်။1969မြန်မာနိုင်ငံမှာကျင်းပတဲ့ကျွန်းဆွယ်ပြိုင်ပွဲမှာလည်း အသင်းကောင်းဆောင်အနေနဲ့ရွှေလစိတ်စုကိုရရှိခဲ့ပါတယ်။တောက်ဝက်80ဘန်ကောက်မှာကျင်းပတဲ့အာရှအင်္ဂါသားပြိုင်ပွဲမှာလည်းမဟာဒူးဟာမြန်မာအသင်းနဲ့အတူရွှေလစိတ်စုကိုစုကူးနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာတော့ဘောလုံးပွဲမှာကိုရီးယားကိုတည်ရကြခဲ့တာကြောင့်ပူတဲ့ရှိတဲ့စိတ်စုကိုရရှိခဲ့ပါတယ်။တောင်ကွက်80နောက်ပိုင်းမှာတော့ဘာရုဟာမြန်မာလက်ရင်စင်ဘဝအနေအနားယူသွားပုံရပါတယ်။ဘာရုဟာ1964နဲ့ 1968ခုနှစ်မှာမာရီကာဖလန်ချန်ပီယံ1968ခုနှစ်မှာတော့ဘရင်ဖလန်ချန်ပီယံဆုတွေကိုရရှိခဲ့ပါတယ်။ဒါ့အပြင်1965 1966 1969 1968လေးနှစ်ဆက်တိုက်ကိုအာရှအော်စတာအသင်းမှာရွေးချယ်ခံရပြီးတော့ Sheffield Wednesday, Fulham, Leicester စတဲ့အင်္ဂလိပ်ပရီးမီးယားလိအသင်းတွေနဲ့ခြေစမ်းပွဲကစားခဲ့ရပါတယ်။ အဲ့ဒီကာလတွေမှာတော့မလေးရှားနဲ့ထိုင်းနိုင်ငံကသတင်းစာတွေမှာဘာလူကိုဘော်လုံးနဲ့ပြားအဖြစ်တင်စားပြီးကို ရေးသားခဲ့ကြပါတယ်။အာရှဆင်းထီကောင် အောင်မြင်မှုတွေရရှိခဲ့ပြီးမယ်။ဘာလူကဂုံဆောင်မနေပဲနှိမ့်ချစွာနဲ့ပဲနေထိုင်ခဲ့ပါတယ်။ကန်ဒီပြေးစနစ်မှာ အထောင်တိုက်စစ်မှုအဖြစ်ကစားခဲ့တဲ့ဘာလူက၄နှစ်၄စနစ်မှာတော့ကွင်းလယ်လူအဖြစ်ပြောင်းလဲကစားခဲ့ပါတယ်။လူငယ်လက်ရေးစင်တွေနဲ့တွေးတက်လောင်းခဲ့တဲ့ဘာမှလက်ရေးစင်မှာပြန်ပါလာတဲ့ လေးစင်ဟောင်းကြီးပဟာရုက၄နှစ်၄ရက်အသက်ဖြစ်တဲ့ကွင်းလင်နေရာကိုတော့လူငယ်ကစားသမားအေးမောင်ကြီးနဲ့အစားတို့ခံရပြီးတောင်ပန်မှာကစားခဲ့ရပါတယ်။ဒါပေမဲ့သူကဘာမှအတွတ်မတက်ခဲ့ပဲပေးရတဲ့တောင်ကိုအကောင်းဆုံးထမ်းဆောင်ခဲ့ပါတယ်။အေးမောင်ကြီးကိုယ်တိုင်ကလည်းသူဟာ ဘာရုထက်တော်လို့ကွင်းလည်နေရအောင်ရတာမဟုတ်ပဲဘာရုကတော့နေရာစုံကစားနိုင်တဲ့ထူးထွန်တဲ့ပါရမီရှင်ကစားသမားဖြစ်တာကြောင့်လို့ပါလို့ပြောကြခဲ့ပါတယ်ဘာရုဟာမြမအသင်းမှာနောက်ခံအစွန်လိုလိုအပ်နေချိန်မှာလည်းနောက်တန်းကစားသမားအဖြစ်ကစားဖို့အထီကိုရထားရင်ခံရပါတယ်အဲဒီလိုထူးထွန်တဲ့ကစားသမားဟာသူ့ရဲ့အသင်းပေါ်တွေကိုစိတ်ဆိုးစိတ်ကောက်ခြင်းမရှိတဲ့အပြင်စေးတိုင်းထွာခြင်းလည်းမရှိခဲ့ပါဘူး ပြိုင်ဘက်ကစားသမားတွေအပေါ်မှာလည်းအတန်ရှင်းဆုံးကစားခဲ့တဲ့အပြင်စီကံကောင်းမှုမှုစိတ်အားထက်သန်မှုအတင်းအတွက်ဘဝကိုနှိမ့်မြုပ်ထားနိုင်မှုတွေကြောင့်လို့ဘာရူရဲ့ကွန်ထရက်ဟာပုံမထုံးပြောင်းခဲ့ပါတယ်။အာမီကလပ်အသင်းမှာဘိုဇင်ဂေါလိုနိုင်ငံသားနှီးပြတွေနဲ့ကစားခဲ့တာကလည်းသူ့ရဲ့စွမ်းရည်ကိုပိုတက်စေခဲ့ပါတယ်။ဘာရူဟာကိုယ်ခန္ဓာတန့်ခိုင်မှုအပြင်ဘောလုံးကစားွက်အပေါ်အမြင်ရှိတဲ့နှလုံးရင်နဲ့ပြည့်စုံတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ထိုင်းကိုယ်သမားကိုနှလုံးရအောင်ကန်ခဲ့တဲ့ဘာမလဲရေစင်ဟောင်းကောလိပ်ဂျင်ဝင်းကလည်းဘာဒူရာငငယ်ကကြန့်ခိုင်မှုမျိုးနဲ့အရွယ်ရတဲ့အချိန်အကွက်နဲ့ကစားပုံမျိုးတာပေါင်းဆက်လိုက်ရင်တော့ဒီတမကအောင်မြင်ပါလို့မှတ်ချက်ပေးဖို့ပါတယ်။တစ်ချက်ထိအကွက်တွေနဲ့ကစားကြတဲ့ကောလိပ်အသင်းကတက်လာတဲ့ကောလိပ်ဂျင်အနေနဲ့ကတော့တွန်းတွန်းတက်တဲ့ကစားတဲ့အာမီကလပ်ကလာတဲ့ဘာဒူကိုသူတို့လိုကစားကွက်နဲ့ကစားတာကိုမြင်ရတော့သဘောကျတော့ပုံရပါတယ်။ဘာဒူဆိုတာကတော့ တော်ရုံမျိုးပါမသိတဲ့လူမရှိအလွာပေါင်းစုံကချစ်ခင်ခြင်းကိုခံရတဲ့လူတူဦးလည်းဖြစ်ပါတယ်အဲ့ဒီလိုလူသိများခြင်းဟာလည်းသူ့အတွက်အနေရခက်စေခဲ့ပါတယ်ရုပ်ရှင်ကြိုက်တဲ့ဘာဟာလူကရုပ်ရှင်ကနေယုံတင်နိုင်သွားကြည့်လို့ရှိပါတယ်ဒါပေမဲ့တက်ချက်ဘဝအခြေအနေတုန်းကအထူးတန်းကအမြင်ကြည့်ဖို့သူ့ရဲ့လစာနဲ့မလောက်ငါတာကြောင့်မလို့ညိုညိုတန်းအနေပဲကြည့်ခဲ့ရပါတယ်ယူယူတန်းမှာထိုင်တော့ရုပ်ရှင်ဦးနဲ့ဝင်လာရင်တရုံလုံးကသူ့ကိုမြင်ပြီးဝိုင်းကြည့်ကြပါတယ် သူ့ကိုအဲ့လိုဝိုင်းကြည့်တာကိုရှက်တာကြောင့်မလို့ရုပ်ရှင်ကြိုက်တဲ့ဘာဟာလူကရုပ်ရှင်ထဲဝင်ရင်ရုပ်ရှင်စပြပြီးတရုံလုံးမှောင်မဲသွားတဲ့အချိန်မှပဲရုပ်ရှင်ကိုလည်းဝေးပါနဲ့ငွေကြီးရချွတ်တဲ့ခဲ့တဲ့ဘာဟာလူကစိတ်သက်တော့မချွတ်တဲ့ခဲ့ပါဘူးအိန္ဒိယအသင်းကသူ့ကိုသူတို့အသင်းကိုကိုစားပြုပြီးကစားပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့မြန်မာအသင်းပေါ်မှာတစ္ဆာရှိတဲ့အနေနဲ့ကမ်းလှမ်းချက်ကိုညှင်းပယ်ခဲ့ပါတယ်ဘောလုံးမဲမှာထူးချွန်တဲ့ဘာဟာလူကစစ်သားတယောက်ရဲ့တာဝန်တွေကိုလည်း ကြည်ဝန်စာထမ်းဆောင်ခဲ့ပါတယ်။ရိုင်ဖယ်နဲ့အရက်တံတန်းနဲ့ရှိတဲ့အရွယ်ကလေးအားစစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေပါပြီ။သူနဲ့တက်စစ်တခုထဲမှာတာဝန်ချတဲ့ရှမ်ပီနယ်ဂိုရမာဘာလ်ဘာဟာဒူနဲ့သူဟာစစ်ပွဲတွေမှာငရဲသူပြပြအတင့်ရဲလို့နာကြောင်းတာဝန်ရှိဗိုလ်ကြီးတွေရဲ့ဆူတာကိုခံရလိမ့်ရှိကြောင်းကိုသူကသတိတရားနဲ့ပြောခဲ့မှုပါလေ။အာဂဇန်သမားနဲ့စစ်မှုထမ်းဘဝမှာတာဝန်ကျေတာနဲ့ပိုခဲ့တဲ့ဘာဟာဒူကို ဘိုးကြီးအစင်ထီတာရာထူးတုံ့ပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့ကိုရီးယားသမ္မတရဲ့မြန်မာပြည်ကီးစင်ပြီးမှတော့ပုံမှုရာထူးတီတုံ့ပြန်ပေးခြင်းကို ခံခဲ့ရပါတယ်။ဘောလုံးကန်ချင်းကိုသူ့ရဲ့ဘဝအနေနဲ့မြုပ်နှံခဲ့တဲ့ဘာထူးဟာဘောလုံးပြင်သူ့ရဲ့ဖက်တွေရာကတော့သူ့ရဲ့ဇနီးမက်ခင်တမ်းမြင်ပဲဖြစ်ပါတယ်။ငယ်စဉ်ကပညာကောင်းစွာ မတင်ကြားခဲ့ရတဲ့ဘာထူးဟာမက်ခင်တမ်းမြင်တင်ကြားပေးမှုနဲ့အတူအင်္ဂလိပ်စကားကိုကောင်းစွာသင်ကြားတက်မြောက်ခဲ့ပါတယ်။ ကစားနမဘွားအနားယူပြီးနောက်ပိုင်းမှာတော့ပူကလေးရောက်သွားပြီးနီးပြတင်တန်းတက်ရောက်ခဲ့ပါလေ။ဘောလုံးပြင်ဖတ်တဲ့စရာတခုဖြစ်လာတဲ့မခင်တန်းမြင့်ကွင်းတော်ချိန်မှာတော့ဘာရူရဲ့ဘွားဟာအနှိမ့်မက်ကိုရောက်သွားပြီးဘဝနီကုံကိုတော့စလင်းကွင်းရဲ့ဘောလုံးကွင်းဆောင်အနေနဲ့ချုပ်တဲ့စွာအဆုံးတက်ခဲ့ရပါလေ။ကြီးကျယ်အောင်မြင်နေချိန်မှာလားလေးထားကြပြီးအောင်မြင်မှုတွေကုံဆုံးသွားတဲ့အချိန်မှာတော့တတိမြာကြတော့တဲ့လူတဘာဝကြီးကို စေတဘောနာပြုစင်ကောင်းမွန်ပြီးတစ္ဆာရှိတဲ့ကောရကန်လူမျိုးစွတ်ပဟာရူတာပါတယောက်အပြစ်မြင်မဲ့ခွင့်လွန်နားလည်ပေးသွားမှာတော့မလွဲဧကံပဲဖြစ်ပါတယ်အားလုံးပဲကုကျမ်းမာလို့စိတ်ချမ်းသာကြပါစေဗျာ